ားလုံးမင်္ဂလာပါဒီနေ့ဟာဆယ်လပိုင်းတလတာအတွက်ကြုံတွေ့လာမယ်တနင်္လာသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်တရော့နဲ့ဟောကြားပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းသင်္ကန်းရဲ့ဘက်ဆရာသွိုင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင် ကျွန်တော်အကောက်ကို follow လုပ်ပေးထားခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြပြပေးနေတဲ့ video နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ် TikTok ကလည်းအခုတော့ထူးဆန်းတယ်အာ video တွေမတင်တာကြာဘူးကြာလို့ရှိရင်ကိုပြန်တင်တဲ့ခါကျရင်တချို့လူတွေစိတ်မရောက်ဘူးเนาะအဲ့တော့မတင်တာမဟုတ်ဘူးအကောက်တဲကိုဝင်ပြီးတော့ကြည့်မှပဲသိနိုင်မယ်သူကဟို new feed တို့ဘာလို့မှပေါ်လာတာဘလို့ system နဲ့ run တာလဲတော့မသိဘူးပေါ့နော်အဲ့တော့ထားလိုက်ပါကျွန်တော်စပြီးတော့ တနေ့လာသားသမီးတွေအတွက်စပြီးတော့ကျွန်တော်တို့ကတ်ချိုးလိုက်အောင်အဲ့တော့ဆယ်လပိုင်းတလားတာမှာကြုံတွေ့လာရမယ်တနေ့လာသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းကိုစတင်ဟောပေးမှာဖြစ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေမှာကိုယ့်ရဲ့အပြိုင်ဆိုင်အတိုက်ခိုက်တွေကိုကြော်လွှားနိုင်တဲ့အခြေအနေအပိုင်းကြားတစ်ခုကိုရောက်ရှိလာမှာဖြစ်ပါတယ်လုံငန်းကိစ္စမှာမပြေလည်တဲ့ကိစ္စအသေးဖွဲလေးတွေခက်ခဲနေတဲ့အရာတွေပြေလည်မှုစီကိုတွန်းပို့လာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ် ဒီလိုကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခက်အခဲတွေတည်လည်ဖို့အတွက်လမ်းစပေါ်ပေါက်လာတယ်လို့မျိုးရပ်ဝေရလူတွေနဲ့ပေါင်းတဲ့ဆက်ဆံပြီးတော့လုံဆောင်ရတဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအကျိုးပေးမှုကောင်းတွေရရှိလာမယ်အကြံကောင်းအညံကောင်းတွေအဲကျွန်တော် ရရှိလာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုလုံဆောင်ဖို့အတွက်အကောင်းဆုံးအသင့်အနေထားကိုရရှိလာပါလိမ့်မယ်ဒါကြောင့်မလို့အလောက်ကကိစ္စရင်းနဲ့ပတ်သက်ပြီးကောင်းမွန်နေတဲ့ကံအထောက်ပံ့တစ်ခုကိုဥတည်ပြီးတော့သွားနေတဲ့ကာလအပိုင်းခြားတစ်ခုလိုပဲသုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ တော့ဆရာလုပ်ငန်းကိစ္စမှာအရန်ကောင်းလာတော့အရန်ကောင်းတာတော့မဟုတ်ပါဘူးလက်ရှိခက်ခဲနေတဲ့အရာကိုပြေလည်ဖို့အတွက်အတိုင်းအတာတစ်ခုအထောက်ပံ့တစ်ခုကောင်းနေတော့ရရှိလာပါလိမ့်မယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကိစ္စမှာအိမ်ကိစ္စမိသားစုမိသားစုကိစ္စတာသမီကိစ္စဒီမှာငွေကုန်ကြေးကြများတတ်ပါတယ်ဥပမာပေါ့ကိုယ့်ရဲ့တာသမီနေတယ်မကောင်းဖြစ်လို့စေရီကုတာမဖြစ်မနေထွက်ရမယ်ငွေကြေးပေါ့နော်ကိုယ်အနေနဲ့ကက်ဆီနိုလို့လည်းမရဘူး မပေးတော့လည်းမရဘူးဆိုတဲ့အတိုင်းတာမှာငွေထွက်တာတွေတွေ့ကြုံလာတတ်တယ်ဥပမာအိမ်ဆောက်တာမျိုးတို့အိမ်ပြင်တာမျိုးတို့အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေလှုပ်ဆောင်တာမျိုးတို့ဒါမှမဟုတ်အိမ်မှာရှိနေတဲ့ကိုယ့်ရဲ့ဒီမိသားစုဝင်တွေကိုထောက်ပံ့ပေးရတာမျိုးကူညီပေးရတာမျိုးတွေမှာအဲ့ဒီအပိုင်းတွေမှာငွေကခါတိုင်းတာကပုံမှန်ပြီးတော့ကုန်နေတတ်ပါတယ်ဒါလေးကိုတော့နည်းနည်းသတိထားဖို့အတွက်တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်ဂျမိုင်းရဲ့ကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အပေါ်ကနေပြုတ်ကျတာမျိုးချော်လဲတာမျိုးလှေကားကနေ ခလုတ်တိုက်လဲတာမျိုးစသဖြင့်ဒီလိုကဏ္ဍတွေဖြစ်ပေါ်လာတတ်တယ်နောက်တစ်ခုကဟိုကအယိုးစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့လေနည်းနည်းလေးအယိုးစစ်နာကျင်တာကြိုက်ခဲတာချိမိတာခိုက်မိတာဥပမာအစ်လွဲတာမျိုးအယိုးအပ်တာမျိုးစသဖြင့်ပေါ့နော်ချော်လဲပြီးတော့ဖြစ်ပေါ်တဲ့ကိစ္စတွေအဲတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့အမြင့်ဟိုမှာတက်ပြီးတော့အလုံးလုံးရမဲ့လူတွေအမြင့်ကိုအမြင့်မှာနေထိုင်နေတဲ့လူတွေပေါ့နော်အဲ့လိုပြောကြတတ်တယ်နည်းနည်းလေးတတိထားဖို့အတွက်လိုရတယ်ဒီဒီလိုကာလမျိုးမှာမှာရှင်တာတော့ တနင်္လာသားသမီးတွေကိုယ်ဝန်တွေရှိရဆိုလို့ရှိရင်တော့နည်းနည်းလေးကယူဆကိုယ်ဝန်ပြတ်ကြတာမျိုးတွေဒီလိုကာလမှာဖြစ်ပေါ်လာတတ်ပါတယ်။ Okay နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္လာသားသမီးတွေရဲ့အခြေအကိစ္စအနေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။အခြေအကိစ္စမှာကောင်းမွန်တဲ့အလဲအပြောင်းတစ်ခုကိုကြုံတွေ့လာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုမတင်ထားတဲ့အရာတွေဖြစ်ပေါ်လာတာပါ။ဆိုတော့ကိုကြိုးတွေ့ထားတဲ့အရာမဟုတ်ဘဲနဲ့ မထင်တဲ့အရာတွေကျွန်တော်ဖြစ်ပေါ်လာတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကောင်းသောဖြစ်ပေါ်ခြင်းလားမကောင်းသောဖြစ်ပေါ်ခြင်းလားလို့ပြောမယ်ဆိုရင်ကောင်းသောဖြစ်ပေါ်မှုတွေတွေ့ကြုံလာတတ်တယ်ဒီလိုကာလမျိုးမှာကိုယ့်ရဲ့အခြေအကျိစ္စမှာအဆင်မပြေမှုဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူပေါ်ကိုယုံကြည်မှုအတိုင်းတာတစ်ခုထားပေးဖို့အတွက်အဲပြောကြပေးချင်ပါတယ်အဲအဆင်မပြေတာတွေကိုအဆင်ပြေဖို့အတွက်ပြန်လဲစူးစမ်းနေတဲ့လူတွေအတွက်အခွင့်အရေးပေးစေချင်ပါတယ်အခြေအကျိစ္စမှာလေအဲ ါဆိုတော့သူ့ဘက်ကအမှားတာရှိမယ်အဆင်မပြေတာရှိရင်ဒါကို तू ကကိုယ့်ချစ်တဲ့စိတ်နဲ့ပြန်ပြုပြင်နေတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကအချင်းကြီးအကြောင်းတရားတစ်ခုပေးတင်ပါတယ်။ဘာပဲပြောလက်ရှိမကောင်းတာကနေကောင်းတာကိုကူးပြောင်းမဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဟိုအရှိမလုံထားတဲ့ကိစ္စတွေကိုဘယ်လိုကောင်းမလဲထက်ကထက်ကထက်ကပြောတာမျိုးထက်ကထက်ကပြဿနာပြောတာမျိုးရှောင်ချင်ပါပြီးခဲ့တဲ့ကိစ္စတွေပြီးပြီးတော့လက်ရှိအခြေအနေကိစ္စတွေမှာလူတက်စိတ်တက်နဲ့နှစ်ယောက်သားជីជីပြူပြူရွှေရှင်လန်းလန်းနဲ့ ချစ်ချစ်ကငယ်သွားနိုင်ဖို့ပဲကြိုးစားပါအတိတ်ကကိစ္စတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှတ်မိနေတွေကဘရောမှာချီးကိစ္စအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ပြီးခဲ့တာတွေပြီးတော့မှချပြီးတယောက်နဲ့တယောက်ပြန်လည်ညှိနှိုင်းပြီးတော့အကောင်းဆုံးအချက်လန်းခီးကိုရှောက်လန်းနိုင်ပါသေးလို့ဆုမကွန်တောင်းပေးလိုက်ပါတယ်နောက်တစ်ခုကတော့တနေ့လာသားသမီးတွေကြုံတွေ့လာမယ့်အိမ်တောင်ရေးကိစ္စနဲ့ပတ်သက်တဲ့အတိုင်းအပိုင်းဖြစ်ပါတယ်ခဏလေးငွေကြီးကိစ္စမှာအိမ်တောင်ရေးကိစ္စနဲ့ပတ်သက်မယ့်ငွေကုန်ကြေးကျများတက်တယ်လို့ကျွန်တော်ပြောထားတယ်ဒါကြောင့်မို့ဒီလိုကာလမျိုးမှာလုပ်ငန်းတွေအစီအပြင်ပြင်မယ်လူမှုပေါင်းရင်းရေးအစီအပြင်ပြင်မယ်ကိုယ့်ရဲ့မိသားစုအတွက်ပြင်မယ်ရတယ် စိတ်မောရတယ်စိတ်တော့ကများရတယ်ဆိုရဲအပိုင်းခြားတစ်ခုကိုကြုံတွေ့လာနိုင်ပါတယ်ဒါကြောင့်မလို့အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးစိတ်ပင်ပန်းရတာစိတ်မောရတာစိတ်တော့ကများရတာဒီလိုအခြေအနေအပိုင်းခြားမျိုးမှာကြုံတွေ့လာရနိုင်ပါတယ်ဒါကြောင့်မလို့တခါလေကြရင်တယောက်နဲ့တယောက်အဲဘယ်လိုခေါ်မလဲစိတ်တော်တော်ချင်းမတိုက်ဆိုင်တာမျိုးတီးခံမှုအားနည်းတာမျိုးတွေအတွေ့အကြုံလာတတ်ပါတယ်လိုအပ်တာ မလို့ဟိုလောက်ကမလဲလိုအပ်တာတဲ့ပုံမပြီးတော့စကားတွေပို့ပြောရတဲ့အခါမှာကိုယ်အနေနဲ့စိတ်မချိမလင်တာမျိုးတွေလည်းအိမ်တော်ကြီးကိစ္စတွေမှာတွေ့ကြုံတာအိမ်တော်ကြီးဆိုတော့ကိုယ့်ရဲ့တားရဲသမီးရဲ့ဇနီးမယားလင်းယောက်ျားအစားဖြစ်ဒီလိုကိစ္စတွေကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့တွေ့ကြုံလာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီကာလမျိုးမှာအလုပ်ဟောင်းနေရာဟောင်းဌာနဟောင်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးတယ်လုပ်ပေါ်ကင်ပတ်ဟောင်းတွေနဲ့ပြန်လည်ဆုံတွေ့ရတတ်တယ်ကိုယ့်ရဲ့ဟိုကိုယ့်ပေါ်ကောင်းခဲ့တဲ့ကိုယ့်ရဲ့အထက်လူကြီးနဲ့ပြန်လည်ဆုံတွေ့ရတာမျိုး เนาะအရင်ကိုလောက်ထားတဲ့ position ကိုလောက်ထားတဲ့ဌာနကိုပြန်လဲပြီးတော့လှုပ်ဆောင်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အလောက်ရှာနေတဲ့လူတွေကအလုတ်တက်ကိုရှာတာမျိုးမဟုတ်ပဲအလောက်အဟောင်းကလည်းကိုယ်ကိုပြန်ခေါ်တာမျိုးအလောက်ဟောင်းကကိုယ်လိုအပ်လို့ပြန်ခန့်တာမျိုးဒါမှမဟုတ်ကိုယ်လုတ်ခဲ့တဲ့အလုပ်ငန်းတစ်ခုမှပဲအဲ့ဒီလုတ်နေတဲ့လူတွေကအဆင်မပြေလို့ကိုယ်ဝင်ပြီးတော့ပါဝင်ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတွေလုပ်ငန်းခွင်တွေမှာတွေ့ကြုံလာတတ်တယ်ဘာပဲပြောနာမည်ကောင်းနေဒို့မဟုတ် ကိုယ့်ကိုချီးကျူးမှုတွေတော့ဝန်ထမ်းကြီးရာကိစ္စတွေမှာတွေ့ကြုံလာတတ်တယ်ကျွန်တော်ပြောတာအဟောင်းတွေပြုလုပ်တဲ့အခါမှာပြောတာเนาะအစ်တတွေမပါဘူးโอเคနောက်တစ်ခုကတွေ့ကြုံလာမယ်ကျွန်တော်ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါဒီလိုအချိန်ဒီပိုင်းခြားမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အမှန်တကယ်စိတ်လေနေတဲ့အချိန်ဒီပိုင်းခြားလို့ပဲပြောချင်ပါတယ်ပညာရေးပေါ်လဲစိတ်ရောက်တာမဟုတ်ဘူးဟိုကိုအနေနဲ့ဒီပညာကိုတက်နေလို့ဒါစိတ်ပါရလို့ဒါပြောတာအမှန်တကယ်ကျတော့ကိုစိတ်ကပညာရေးမှာစိတ်မရောက်နေဘူးစိတ်ကြီးအဲလေနေတယ်စိတ်ကြီးများနေတယ်အချိန်ဒီပိုင်းကြတစ်ခုပြည့်တယ် အခက်မတင်ပညာကြီးကကြာရှုံးမှုသိကြုံလာတတ်ပါတယ်အာငယ်ရွယ်တဲ့လူတွေအတွက်ဆိုပုံမှန်ပြီးတော့ပို့ဆိုးတာပေါ့ဗျာအသိပညာအတတ်ပညာဟိုတမိုးဝမ်းကြောင်းပညာတင်နေတဲ့အခါမှာတပိုင်းတစတွေဖြစ်တတ်တယ်တင်တန်းကြီးရှုံးနိုင်ဒီလိုကာလမျိုးမှာတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတွေ့ကြုံလာမယ့်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံထောက်ပတ်ဖြစ်ပါတယ်ဒီကာလမျိုးမှာကျွန်တော်တို့တရင်းလာသားသမီးနိုင်ငံသားနဲ့ပတ်သက်တဲ့ကံထောက်ပတ်မှာနည်းနည်းလေးအာနေနေတဲ့နိုင်ငံသားတော်ဘုရခက်ခဲနေတဲ့ကာလအပိုင်းကြတစ်ခုကိုကြုံတွေ့လာတတ်တယ်အကောင်းဆုံးကတော့ကိုယ့်ရဲ့ ဒီနိုင်ငံသားသွားတဲ့ကိစ္စဒီနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ့်ရဲ့စာရွက်စာတမ်းပျောက်တာရှတာဥမာပေါ့နော်ကိုယ့်ရဲ့ passport ပျောက်တာမျိုးအဲဒါမှမဟုတ်လို့ရှိရင်အရေးကြီးတဲ့စာရွက်စာတမ်းနိုင်ငံသားသွားဖို့လောက်ဆောင်ထားတဲ့အရာတွေနေရာထားမှာပျောက်တာရှတာကြောင့်စိတ်တော့ကရောက်ရတာမျိုးတွေလေဒီလိုကာလမျိုးမှာတွေ့ကြုံလာရနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီတလားသာတင်းလားသားသမီးတွေဟောကြားမှုအစီအစဉ်လေးကိုကျင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာဖွင့်ပြပါတကယ်လို့အပမ်းမကြည့်ဘူးဆိုရင်ဒီဗီဒီယိုကို share လုပ်ရတယ်ဆိုရင်တော့ share ပေးပါလို့